မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဘုံလိုင်ရေးသားတဲ့ကိုနေဝင်းရဲ့သကိုင်းလန်သချင်းဖြစ်ပေါ်လာပုံအကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးမဲနားဆင်ပေးကြပါအောင်ခင်ဗျာ တကိုင်းလန်းကစောင့်နေမယ်သူမှလို့တို့ထွက်မဲ့မနဲ့နေအောင် ဖြာထွန်းရင်နဲ့ခိုင်ထူးရဲ့ကြည်လင်တက်ကြွတဲ့အတန်နဲ့တူတကိုင်းလန်းတချင်းရဲ့အဖွင့်စားသားလေးဟာမျက်နှိုးစရာလေးဖြစ်ခဲ့ပါတယ်။ညရဲ့အမောင်တို့တဲကနေတိုးပြီးထွက်လာတဲ့အာယုံဦးရဲ့အလင်းဖြားဖြားလေးကိုရှင်နေပေါ်လာစေတယ်။သကိုင်းလန်းဟာလည်း ကိုနေဝင်းတချင်းတွေထဲမှာကန္နဝင်းတချင်းတပုတ်ဆိုရင်မမပါဘူးနှစ်ပေါင်း40ကျော်လာခဲ့ပေမဲ့အခုထိရှင်သန်နေစေကြည်သူတွေမျက်နှိုးနေစေတချင်းတပုတ်ဖြစ်ပါတယ်တချင်းနာမည်ဖြစ်တဲ့သခိုင်းလန်းကို ပရိသတ်တော်တော်များများကအစအဦးပိုင်းမှာရန်ကုန်တက္ကသိုလ်ထဲကသခိုင်းလန်းကို ပြောတာပဲလို့ထင်မှတ်ခဲ့ကြပါတယ်အင်တာဗျူးတွေမှာ ကိုနေဝင်းကသကိုင်းလန့်အကြောင်းရှင်းပြထားတာကိုကြည့်လိုက်ရတော့မှသကိုင်းလန့်ဟာမန္တလေးနဲ့သကိုင်းကြားကသကိုင်းလန့်ဆိုတာကို သိသွားခဲ့ကြပါတယ်။သကိုင်းလန့်တစ်ချက်ဟာ မြင့်ငယ်မြို့နယ်တဲကဥယင်ရွာလေးနဲ့လည်းပတ်သက်နေသလိုအသုံးလုံးစီမံကိန်းနဲ့လည်းဆက်နွယ်နေပါတယ်။တက်ကြီးရွယ်ကိုစာမတက်သူပပျောက်ရေးဆိုတဲ့ဒီမန်းချက်နဲ့အတူအသုံးလုံးစီမံကိန်းကြီး မြန်မာပြည်မှာရှိခဲ့ပူပါတယ်။အားသုံးလုံးဆိုတာအရေးအဖက် အတွက်ဆိုတဲ့သုံးခုတည်းကအကိုယူပြီးအားသုံးလုံးလို့ခေါ်ခဲ့ကြတာပါ။စာလဲရေးတတ်ရမယ်။စာလဲဖတ်တတ်ရမယ်။သင်ချာလဲတွေ့တတ်ရမယ်ပေါ့။ပညာရေးဝန်ကြီးဌာန အထူးအရာရှိတဦးဖြစ်တဲ့ဆရာကြီးဦးတန်ပြင်ကအားသုံးလုံးစနစ်ကိုစတင်တည်ထွင်ခဲ့တာပါ။ 1964ခုနှစ်ရွေရာသီမှာတင်းနှန်းဆရာ၄ဦးနဲ့အတူဆရာကြီးဦးတန်ပြင်ဟာမိထီလာမြို့နယ်အရှိစံပြကျေးရွာမှာအသုံးလုံးစနစ်ကိုစတင်တင်ကြားခဲ့တာဖြစ်ပါတယ်။အဲဒီကနေမှအသုံးလုံးစနစ်ဟာနိုင်ငံတော်အဆင့်ဖြစ်သွားပြီးအသုံးလုံးစီမံကိန်းကြီးအနေနဲ့1964ကနေ1984အထိနှစ်20ခန့်မြမပြည်တဝမ်း တင်ကြားပေးခဲ့ကြပါတယ်။ဆရာကြီးဥတုခကလည်းအားသုံးလုံးတင်ကြားမှုအကြောင်းကိုဘယ်သူပြိုင်လို့တပါတော့နိုင်ဆိုတဲ့နာမည်နဲ့ရုပ်ရှင်ရိုက်ကူးပြီး1983ခုမှာရုံတင် ပြသခဲ့ပါတယ်။ဦးအန်ကျော်ကအကောင်ဆုံးဇက်ဖို့ဆုရပြီးဥတုခကတော့ဒါရိုက်တာဆုဓာတ်ပုံဆုတွေရရှိခဲ့ပါတယ်။ကုလသမဂ္ဂကလည်း 1982ခုမှာအာတုံးလုံးစီမံကိန်းကြီးကိုမိုဟာမက်ရီဇာပါလာဘီစုကိုချီးမြှင့်ခဲ့ပါတယ်1964ကနေ1984အထိနှစ်ပေါင်း20ခန့်အတွင်းအာတုံးလုံးစီမံကိန်းကြီးကိုတက္ကသိုလ်ကောလိပ်သိပ္ပံကျောင်းပေါင်းစုံမှလောအားပေးကျောင်းသူကျောင်းသားပေါင်း9000ကျော်ဒေသခံဆရာဆရာမလောအားပေးကျောင်းသူကျောင်းသားပေါင်း9000ကျော်ဖြင့် ြန်မာနိုင်ငံအနှံ့တင်ကြားပေးခဲ့ကြတာဖြစ်ပါတယ်။ကိုနေဝင်းရဲ့ချစ်သူကောင်းမလေးဟာလည်းအားသုံးလုံးစီမံကိန်းကြီးထဲမှာလှူအားပေးခဲ့ကြတဲ့တက္ကသိုလ်ကျောင်းသူတွေတဲကကျောင်းသူတူဖြစ်ပါတယ်။သူမဟာရန်ကုန် AGDI ကျောင်းသူတယောက်ဖြစ်ပါတယ်။1981-82နှစ်လောက်မှာအားသုံးလုံးတင်ကြားပေးဖို့အတွက်ညငယ်မြို့နယ်ဥယင်ကျေးရွာလေးကို သူမတို့တာဝန်ကျခဲ့ပါတယ်။ အဲ့ဒီအချိန်မှာကိုနေဝင်းဟာမန္တလေးမှာနေထိုင်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်ညငယ်ပဲရောက်နေတဲ့ချစ်သူကိုကိုနေဝင်းကသွားရှာပါတယ်။လေထုံဆက်တစ်ခုကိုစီးပြီးတရွာဝင်တရွာထွက်လိုက်ရှာချိန်မှာတော့ညနေပိုင်းမှာဥယျာဉ်လေးရွာမှာရှိတယ်ဆိုတဲ့သတင်းကိုရလိုက်ပါတယ်။အဲ့ဒီတ냐ညငယ်ကိုပြန်အိပ်ပြီးနောက်နေ့မနေ့ကျမှဥယျာဉ်လေးရွာကိုသွားတွေ့ပါတယ်။ အသုံးလုံးတင်တဲ့ဆရာဆရာမတွေဟာစာတင်ချိန်ပြီးရင်ရွာသူရွာသားတွေရဲ့အလုပ်ကိုဝိုင်းကူကြပါတယ်တဲ့ကိုနေဝင်းရောက်သွားချိန်မှာသူ့ချစ်သူကပဲရွေးပေးနေတယ်လို့ဆိုပါတယ်ကိုနေဝင်းကိုမြင်တော့ကိုကြီးလာတယ်ဆိုပြီးပြေးလာတယ်တဲ့ကိုနေဝင်းရဲ့အိမ်နာမည်ကကိုကြီးလို့သိရပါတယ်အဲ့ဒီတနေ့လုံးစကားတွေပြောကြတယ်စကားလက်စမတက်နိုင်အောင် လေပြေးတွေးကြတာပေါ့ညနေဆောင်တော့ချစ်သူကောင်မလေးကကိုနေဝင်းကိုမန္တလေးပြန်ဖို့အတွက်သခိုင်းလမ်းကနေလမ်းတဝက်အထိလိုက်ပို့တယ်တဲ့လမ်းတဝက်အထိကိုကို ပြန်ဖို့ရင်းဆိုပေါ့လမ်းတဝက်မှာရှိတဲ့သခိုင်းတရနာကညောင်ညိုပင်ရိတ်ကလေးမှာသခိုင်းကနေ မန္တလေးသွားမဲ့ကားကိုစောင့်ကြတယ်သခိုင်းကားလာတော့ကိုနေဝင်းကတားစီတယ် ကားသမားကခမရို့ကန်ကောင်းတယ်ဒီကားကဒီနေ့အတွက်နောက်ဆုံးကားတဲ့မန္တလေးပြန်တော့မဲ့ကိုနေဝင်းကို ချစ်သူကောင်းမလေးကလှမ်းပါတယ်မနေ့ပြန်မနေ့ကျဒီနေရာမှာပဲသူ့ကိုလာကြိုပါတဲ့ဒီစကိုင်းလမ်းကနေသူစောင့်နေမယ်တဲ့တို့ထွမဲမနေ့နေအောင်ဖြာထွန်းရင် ကိုင်းလန်ကဆောင်နေမဲ့သူမှလုံးချိန်ချရတဲ့အမြင်ပြင်းအိုရေးစီမျောသူကိုကြိုလင်ရန်ကိုလာမဲ့လို့ကုညာတော်အိမ်နိုင်မဲ့မထင်ဘူးနှုတ်တွေ့တဲ့ညနေကိုပြန်တွေ့ရင်တွေ့ရင်နဲ့အဲ့ဒီညတော့ ကိုနေဝင်းတယောက်အိမ်နိုင်မယ်မထင်ဘူးတဲ့စိတ်ထဲမှာညနေက အတူတွေးခဲ့ကြတာလေးတွေကိုကြံတွေးလိုက်မနေ့ပြန်မနေ့တွေ့ရင်တယောက်နဲ့တယောက်အပြုံးတွေနဲ့နှုတ်ဆက်ဖို့ကြိုးတွေးလိုက်နဲ့စိတ်တွေလေဟုံစီးနေမှာအသေးချပါပဲကိုနေဝင်းဟာအဲ့ဒီချိန်တုန်းကမန္တလေး35လမ်း84လမ်းမှာနေပါတယ်မန္တလေးဘူတာကြီးနဲ့နေတယ်လေးပြခန့်ပဲဝေပါတယ် ီတော့ချက်ထားတန်ကိုအိမ်ကနေကြားရလေးရှိပါတယ်။ပုံမှန်နေ့တွေမှာတော့ချက်ထားတန်ကိုဒီအတိုင်းအမှုမဲ့အမှန်ပဲပေါ့။ဒါပေမဲ့ဒီညမှာတော့ကြားရတဲ့ယထာတန်တွေဟာထူကြနေတယ်။ကြားရတဲ့ယထာတန်ချင်းခုံတန်အလားတယ်။ကြားရတဲ့ဒီယထာတန်တွေဟာသူ့ရင်ခုံတန်တွေအလားထင်မှတ်ကြလောက်အောင်စစ်သူနဲ့မနှက်ဖြန် တွေ့ဖို့အတွက် ချင်းတွေအရန်ခုံနေခဲ့တယ်1983မှာဆိုခဲ့တဲ့မူမှာတော့ခိုင်ထူးဟာကြားရတဲ့ယထာတန်ရှင်ခုံတန်အလားလို့ဆိုပါတယ်နောက်ပိုင်းပြန်ဆိုတဲ့မူတွေမှာတော့ကြားရတဲ့ယထာတန်ရှင်ခုံတန်လားဆိုပြီးလားနဲ့ပဲဆိုခဲ့ပါတယ်ပြန်ဆိုကြသူတွေလည်းရှင်ခုံတန်လားလို့ပဲဆိုကြတာတွေ့ရတယ်ရှင်ခုံတန်အလားနဲ့ရှင်ခုံတန်လားဟာ စင်နေထင်ရပေမဲ့မတူဘူးလို့ခံစားရပါတယ်။အလားဆိုတာကတစ်ခုခုနဲ့နှိုင်းရှင်တဲ့ဥပမာသဘောရှိတယ်။အလားတရံတူတယ်ဆိုတာမျိုးပေါ့။လားကတော့ဟုတ်လားစားမလားစသဖြင့်မိကုံမေးတဲ့အတိတ်ပဲရှိပါတယ်။ဒီနေရာမှာတော့နှစ်ခုလုံးကတင့်လျော်တဲ့ခံစားရတယ်။ရင်ခုန်တန်းအလားဆိုရင် ကိုရင်ခုန်တန်းကို ယထာတန်နဲ့နှိုင်းရှင်လိုက်တာဖြစ်ပြီးရှင်ခုံတန်လားဆိုရင်တော့ကြားရတဲ့အတန်ဟာကိုယ်ရင်ခုံတန်လားယထာတန်ပဲလားဆိုပြီးမေးလိုက်တာ ဖြစ်ပါတယ် confuse သဘောလေးပါတယ်ပေါ့ရင်တွေခုံနေတာနဲ့တညလုံးအိမ်မပြောဒီလိုနဲ့ယထာတန်လေးကြတော့တွေးလိုက်တယ်ဟော မိုးလင်းလာပြီပေါ့မိုးလင်းလာတာကို ကိုနေဝင်းက ိုးထွက်မဲ့မနဲ့နေရောင်ဖြာထွန်းရင် နေညိုခြင်းနေကူးရင်ဆိုပြီးရေးသွားတာလေသိတဲ့ဘောကြမိတယ်။မိုးလင်းလာပြီဆိုတော့ဆက်အိတ်လို့မဖြစ်တော့ဘူး။စကိုင်းလန်းကို သွားချိန်တန်ပြီ။သူဆက်အိတ်နေလို့နောက်ကျသွားရင်ချစ်သူကောင်းမလေးကအကြကြီးစောင့်နေရမှာ။ဒါကြောင့်မျော်သူကိုကြိုလင်းဖို့အိတ်ကလေးလွယ်လိုင်းကားလေးစီးပြီးစကိုင်းလန်းကိုထွက်လာခဲ့လိုက်တယ်။ အိတ်လေးလွယ်လိုင်းကားလေးစီးပြီးစကိုင်းလမ်းကိုသွားတာကို ဖွဲ့သွားတာလေးကလည်းတိတ်ကိုသဘောကျမိတယ်။သေဆောင်ရအိတ်လေးဖြင့်ရင်မြန်ကိုစီးဒီထွက်ဖို့တို့လာနေပြီလေဒီစာသားမှာကာယံလေးတွေပါတယ်ပြင်းရင်စီရီးတဲ့ဒါဟာလေ ာယံတစ်ခုပါပဲဒီလိုလေးရေးဆက်လိုက်တော့ရိုးနေတဲ့အတိတ်ပဲလေးကစမ်းလာတယ်ခန့်လာတယ်ထဲဝါသွားပါတယ်သကိုင်းလန်းကစောင့်နေတဲ့ချစ်သူကိုသွားကြိုပြီးမန္တလေးကို ပြန်လာကြတယ်ကိုနေဝင်းတို့ဟာမြင်းလှလေးတစီငှပြီးမန္တလေးတောင်ကိုဖျားဖို့သွားကြပါတယ်တဲ့တောင်ချေတနေရာကဖျားမြက်ရှိမှာဖျားပန်းလေးတွေလူကြတယ် ချက်သူကောင်းမလေးဟာကိုနေဝင်းစီကပန်းလေးနဲ့သူ့စီကပန်းလေးကိုတစုတဲပေါင်းပြီးဖျားပန်းအိုးတဲ့အတူတူစိုက်ပြီးလူခဲ့တယ်တဲ့။နှစ်ဦးသာအတူတူပေါင်းဖက်စုံစည်းရပါစေဆိုတဲ့စုတောင်းလေးနဲ့ပေါ့။ဒီဖြစ်ဖြစ်လေးကနေတို့တရန်တစ်ခါစီးဆိုတဲ့အချင်းလေးဖြစ်လာခဲ့ပါတယ်။စကိုင်းလန်းရဲ့အဆက်တချင်းလို့ဆိုရမှာပါပဲ။ဒါပေမဲ့ သူတို့ဆူတောင်းတွေမပြေခဲ့ကြဘူး။ကိုနေဝင်းဟာအမှုပညာတပါမလို့ဘဝအာမခံချက်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ချစ်သူကောင်မလေးရဲ့အတိုင်းဝိုင်းကသဘောမတူတာကြောင့်ဝေးခဲ့ကြရတယ်။ဝေးခဲ့တဲ့အတွက်ကြောင့်မောင်းလာပြေဝန်းဆိုတဲ့တခြင်းလေးဖြစ်လာခဲ့တယ်လို့ခေတ္တဆိုတဲ့တခြင်းလေးလည်းပေါ်လာခဲ့ပါတယ်။သခိုင်းလန်းတဲ့က AGDN ចောင်းသူလေးဟာ မောင်းလာပြေဝန်းလည်းဖြစ်တယ်လို့ ခတာတခြင်းတွေကဘုံညံ့ပန်းလေးလည်းဖြစ်ပါတယ်ဘုံလိုင်း၃၁၇၂၀၂၄နောက်ဆက်ပေးခဲ့ကြတဲ့တူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ တို့ထမဲမနဲ့နေအောင်ဖြာထွန်းရင်စကိုင်းလန်ကဆောင်နေမဲ့သူမှလုံးချိန်ချားတဲ့တဲ့မြေပြင်းဦးရေးစီမျောသူကိုကြိုလင်းရန်ကိုလာမဲလို့ คุณยารอไอ้หน่ายแม้ไม่ทันบุอลันเวเรญาเยกุมมารอกวยจายาเรยถาเตนชิงคงเถลาไกลันตุตวาจิงตันมีลากวยเตซองยาไอ้เล่เพียง 今年我是一只破舟，拉你比邻。<music>